ရွှေပြည်သားမျိုးနွယ်ရှိ folklore စက်ရုံနဲ့ coast attitude စက်ရုံနှစ်ရုံကနေလမ်းလျှောက်ဆန္ဒပြခဲ့တဲ့အလို့သမားတွေဟာအင်အားသုံးဖြိုခွဲဖမ်းဆီးခံခဲ့ရပြီးပုံမှန်နှစ်ခုနဲ့တရားစွဲဆိုခံထားရတဲ့အလို့သမား၁၄ဦးနဲ့၉ဦးဟာကိုပိုင်ကံဝင်နဲ့အာမခံထပ်မံလျှောက်ထားမှုကိုရန်ကုန်တရားရုံးကလက်မခံဘဲအင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့ရန်ကုန်တရားရုံးမှသိရပါဗျ။အလို့သမားတွေကကိုပိုင်ခံဝင်နဲ့အာမခံလျှောက်ထားခဲ့တာကိုတရားသူကြီးကလျှောက်ထားသူ၉ဦးဟာနိုင်ငံသားမပုံတင်မပြသနိုင်တာကိုပိုင်နေအင်းအင်အားစုစီးရင်ထောက်ထားပြေဆုံးစွာပြသနိုင်ခြင်းမရှိတာကြောင့် ကိုပိုင်ခံဝင်တဲ့အာမခံပေးဖို့မတင်ဘူးလို့တရားခွင်မှာပြောကြားခဲ့ပြီးတဦးကိုငွေကျပ်စဲသိန်းနဲ့အာမခံခံဝင်ပေးနိုင်သူနှုတ်ရှိမှသာအာမခံပေးနိုင်မှာဖြစ်တယ်လို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။တရားသူကြီးကဂျုံချိန်တွင်မှာခိုင်လုံတဲ့ငွေကျပ်စဲသိန်းနဲ့ခံဝင်အာမခံပေးမဲ့သူနှုတ်ဦးလည်းမတင်ပြနိုင်တဲ့အတွက်အင်းစိန်ထောင်မှာခိတထိန်ထိန်ထားတာဖြစ်ပြီးနောက်လာမယ့်ဂျုံချိန်မှာကျပ်စဲသိန်းနဲ့အာမခံပေးနိုင်မဲ့နှစ်ဦးနဲ့တင်ပြနိုင်ရင်အာမခံပေးသွားမှာဖြစ်တယ်လို့တရားခွင်မှာပြောကြားခဲ့ပါတယ်။ တရားစွဲဆိုခံရရတဲ့အလို့သမား14ဦးနဲ့တအူးမှာအသက်မပြည့်သေးတဲ့အတွက်ကလီးတငယ်တရားရုံးမှာတရားကျင်ဆိုင်ရမှာဖြစ်ပြီးကြန့်ရှိတဲ့အလို့သမား73ဦးတွေကတအူးမှာခွင့်တိုင်ထားပြီးနောက်2ဦးမှာလည်းရခင်အင်းစိန်တရားရုံးရုံးချင်းတွေမှာလာရောက်ခဲ့ခြင်းမရှိတာကြောင့်သူတို့2ဦးကိုဥပဒေတိုင်ဆက်လက်ဆောင်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဖန်စီထိန်းသိမ်းခံထားရတဲ့ရွှေပြည်သားစစ်မှုတော်ရှိအလို့သမား4ဦးအနက်မှ2ဦးကိုလည်းပုံမှန်905ခါခွင့်နဲ့ရန်ကင်းမြို့နယ်တရားရုံးမှာဂျုံထုတ်စစ်ဆေးခဲ့ပါတယ်။ တရားရုံးအတွင်းမှာလုံခြုံရေးတင်းကျပ်ခဲ့ပြီးအာမခံမရတဲ့အတွက်လုံသမားတွေကိုအင်းစိန်ထောင်ကိုပြန်လည်ပို့ဆောင်စဉ်မှာရဲတပ်ဖွဲ့နဲ့အလုံသမားတို့ချို့ရုံရင်းဆန်ကပ်ဖြစ်ပွားခဲ့ပါတယ်မတ်လ၄ရက်နေ့ညနေပိုင်းကအင်းစိန်မြို့နယ်အမှတ်လေးလမ်းမကြီးတင်းငင်းကုန်းလမ်းဆောင်အနီးချွေပိသားဆက်မှုဆောင်ရှိစက်ရုံနေုံမှာအလုံသမားများလမ်းလျှောက်ဆန္ဒပြရာမှာရဲတပ်ဖွဲ့မှပိတ်ဆို့တားဆီးအင်အားသုံးချိုးခွင်ခဲ့ရာအလုံသမားများဘက်မှအမျိုးသား၈ဦးအမျိုးသမီး၆ဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။